အများเจ้าကိုမစင်သာပဲနဲ့ကိုเจ้าကိုစင်သာဖို့မြတ်စွာဘုရားတိုက်တွန်းထားတဲ့ကာထာတော်လေးတစ်ခုရှိတယ်။ဘုရားဘာသာဝင်ရဲ့နားထဲမှာလည်းပဲအလွန်မှအယောင်များပါတယ်။ဓမ္မပဒပါဠိတော်မှာမှတ်တမ်းတင်ထား။နာပရိတံဝီလောမာနိနာပရိတံကတာကတံအတ္တနောဝအဝခေယကတာနိအကတာနိသ။ဒိဗေယဘာပြောလဲဆိုတော့ ပရိသန်သူတော်ဘာတို့ဤဝီလုံးမာနီမလျော်ကြမ်းကြုတ်ရုပ်မာသောစကားတို့ကိုနာအဝတ်ခေရမချီမနဲ့စိတ်ဝယ်မှတ်၍မပြက်ခါကအောင့်မေ့ဆင်ញင်၍မနေရဟောသူများကိုမကောင်းတရားပြောတာလေနော်အပြစ်တင်တာလေရှုံချတာလေကိုအเจ้าမကောင်းပြောတာလေနော်စိတ်ထဲမှာမှတ်မထားနေတဲ့သူများကိုဘာပြောပြောအဲ့ဒါကိုစဉ်းစားမနေနဲ့စဉ်းញင်မနေနဲ့နော်ကိုကောင်းတဲ့ရထုတ်နေအောင်စူးစမ်းရမယ် ဆက်ပြီးတော့မြတ်စွာဘုရားဆုံးမတာပရိသန်သူတော်ဘာတို့ဤကတာကတံပြုတ်အပ်တော်မူမပြုတ်အပ်တော်မူတော်ကိုနာအဝခေယအလုတ်တစ်ခုဂယုပြု၍ကြီးရှုစင်ခြင်း၍မနေရဒါလေးကြတော့တိုက်ရိုက်ပြောတယ်နော်သူများဘာတွေလုတ်တယ်ဘာတွေမလုတ်ဘူးဆိုတာအလုတ်တစ်ခုကြီးလို့လုတ်ပြီးတော့အဲ့ဒါကိုခေါင်းထဲထည့်မိတယ်တဲ့ဟုတ်လား သူများဆိုတာဒီနေရာမှာကိုယ်ကလွဲရင်သူများပဲဆိုတာကိုလည်းပဲယူရှင်းရှင်းသားလည်းလို့လို့နော်သူများလို့ပြောတဲ့အခါကိုယ်ရင်လူတွေမပါဘူးလို့ထင်ပါရှို့လို့တကယ်တော့ကိုယ်ရင်လူတွေအကြောင်းစဉ်းစားရင်လည်းပဲပူရတာလောင်ညာအနည်းဆုံးလူကကိုယ်အရှုံနိုင်ဆုံးလူပဲဟုတ်လားဒါကြောင့်သူများလို့ပြောလို့ရှိရင်ကိုယ်ကလွဲရင်သူများပဲအဓိကသူများကိုယ်ပေးရလူတွေကပူပြီးတော့သူများပဲလို့နားလည်းလို့နော်ဒါမျိုးဆိုပါဗျာစိတ်ချမ်းသာခြင်းနဲ့ငြိမ်းအေးခြင်းနဲ့ဆိုလို့ရှိရင် သူများဘာတွေလုပ်တယ်ဘာတွေမလုပ်ဘူးဆိုတာမစင်းသားနဲ့တဲ့သူဘာလုပ်လို့ပေါ့ဆိုလိုတာဟုတ်လားအဲ့လို့ဆိုရင်ဘာလုပ်ရမလို့ဘာကိုစင်းသားရမလို့ဘာကိုစင်ကြီးရမလို့ဆိုတော့အတ္တနောဝအဝခေယကတာတိအကတာတိဇာအတ္တနောဝမိမိဣတာတိကတာနိအကတာနိဇာပြုတ်သောအမှုတို့ကို၎င်းအကတာနိဇာမပြုတ်သောအမှုတို့ကို၎င်းအဝခေယစင်သားစင်ကြီးတုံးတတ်ရ၏ သူများအကြောင်းမစဉ်းစားနဲ့ဒါနဲ့မစုအကြောင်းစဉ်းစားမှာလို့ဆိုတော့ကိုယ်အကြောင်းကိုစဉ်းစားအားလို့ပြောတာဟုတ်တာပေါ့ကို့အတွက်အရေးကြီးဆုံးကကိုယ်ပဲလေကို့ကောင်းအောင်ရှုအောင်လုပ်တာနဲ့တကယ်တမ်းအဓိကကကိုယ်ပဲဘယ်သူမှကိုယ်လောက်ကိုယ်လာပြီးတော့လုံနိုင်တာမရှိကိုယ်လောက်ကိုယ်ချမ်းသာစေတာဘယ်သူမှမရှိကိုယ်လောက်ကိုယ်ရှင်းရဲစေတာလည်းဘယ်သူမှမရှိဘူးဒါကြောင့်ကိုယ့်ကိုယ်ကိုအကောင်းဆုံးကင်တွယ်နိုင်တတ်ဖို့အတွက် ကိုเจ้าကိုပဲစဉ်းစားကိုเจ้าကိုပဲစဉ်းကြည့်ကိုเจ้าကိုပဲသုံးသပ်ရဟုတ်လားအဲ့တော့ကိုเจ้าကိုစဉ်းစားလို့ရှိရင်သူများအเจ้าကိုစဉ်းစားတဲ့အနေအထားတွေအရလည်းပဲဘုဖုံးတော်တွေရှောင်ကျင်မိသားဖြစ်သွားတယ်တချို့ကပြောကြတာရှိတယ်သူများအเจ้าကိုစဉ်းစားနေလို့ပြောတာတော့တွေ့တယ်ဒါပေမဲ့ငြေတန်းစဉ်းစားပြီးစဉ်းစားမိတယ်လို့လို့ပြီးတော့သူများအเจ้าကိုစဉ်းစားပဲနဲ့တပြို့လို့နေရမလို့ဟုတ်တယ်အချင်းတော်တော်များများသူများအเจ้าတွေကြီးခေါင်းထဲရောက်နော် သာသူများအကြောင်းကိုစဉ်းစားတာကိုကိုယ်စိတ်ထဲကသိပြီးတော့မနှိမ့်မြို့ဘူးမကြိုက်ဘူးကိုယ့်ကိုယ်ကိုမကြိုက်ဘူးဆိုရင်ဘာနဲ့အစာထိုးသင့်လဲလို့လဲကိုယ်အကြောင်းကိုစဉ်းစားတာနဲ့အစာထိုးသင့်ကိုယ်အကြောင်းကိုစဉ်းစားလို့ရှိရင်သူများအကြောင်းကိုစဉ်းစားလို့စဉ်းစားเสียမလို့သူဖြစ်သွားတတိယဖြစ်ဟိုကိုယ်အကြောင်းကိုကောင်းကောင်းသိလေလေသူများအကြောင်းကိုသိပြီးတော့စိတ်မဝင်စားလေလေသိပြီးတော့မစဉ်းစားခြင်းလေလေဟိုစဉ်းစားဖို့သိမလို့အပ်ဘူးလို့နားလေလေပေါ့ဟိုဘုန်းဘုန်းတို့က ကိုယ်တိုင်အကုန်စဉ်းစားကြည့်ရအောင်နော်။ဘာကြောင့်သူများအကြောင်းတွေကိုခေါင်းထဲရောက်ရောက်နေလဲ။ကို့အကြောင်းကိုကိုခေါင်းထဲကိုသိမထဲလို့ကိုအကြောင်းကိုခေါင်းထဲမထဲတဲ့အခါကျတော့ကို့အကြောင်းကိုကိုမှန်မှန်ကန်ကန်မသိဘူး။မှန်မှန်ကန်ကန်မသိတော့ဘူး။သူများအကြောင်းတွေကိုစိတ်ဝင်စားတဲ့အခါခေါင်းထဲလို့ထင်းနေတာ။တကယ်တမ်းကကို့အတွက်စိတ်ဝင်စားတဲ့အခါခေါင်းထဲကကို့အကြောင်းပဲ။ဆိုကြပါစို့။ ကိုเจ้าဝင်သာမှန်မှန်ကန်ကန်သိရင်သူများအကြောင်းကိုစဉ်းစားမိမှမဟုတ်ဘူးဆိုတဲ့စကားလေးကိုကောင်းကောင်းနားလည်စေခြင်းကိုเจ้าကိုဘလို့မှန်မှန်ကန်ကန်သိရမလို့ဘုံဘုံတို့တွေမှာတော့မပြေလည်သေးတဲ့ပြဿနာတွေအများကြီးရှိအေးတော့မဖြေရှင်းရသေးတဲ့အရှုပ်ထွေးတွေအများကြီးရှိအေးဟုတ်လားပြောလို့ရှိရင်ဘုံဘုံတို့တွေကကိုเจ้าကိုကောင်းကောင်းသိရင်အော်ငါတနာစရာအနေထားမလွတ်သေးဘူးဆိုတော့ကောင်းကောင်းသိနေတယ် တေချာစဉ်းစားကြည့်ကိုမပြဿနာတွေတော့အရှုပ်ထွေးတွေတန်းလန်းနဲ့နေရတာတကယ်တကယ်ကတော့အတိတ်ကာလကပြုခဲ့တဲ့အကုသိုလ်တွေတော့အကျိုးပေးခွင့်သာရင်အကျိုးပေးမယ်ဆိုတဲ့အနေအထားတွေတကယ်တမ်းကဒီခန္ဓာမှာကမ္မပစ္စယတတ္တိအနေနဲ့လိုက်နေတာရှိအဲ့ဒါတွေကိုဘုံဘုံတို့ခြေဖြတ်ပြီးပြီလားလို့ကိုကိုကိုမေးမယ်ဆိုရင်ဘယ်လိုပြောလဲအခြေဖြတ်ရသေးဘူးနော်အခြေမရွေးနေပြီးတော့အခြေမရွေးအတိတ်ကပြုခဲ့တဲ့အကုသိုလ်ကံတွေကကိုကိုနှိမ့်ဆက်နိုင်တယ်အဲ့တော့ကို့မှာအဲ့ဒီတာဝန်ကြီးရှိသေးတယ်ပါလဲ အဲ့ဒီအကုသိုလ်ကံတွေကိုခြေဖြတ်ဖို့ကိုယ်မှာတာဝန်ရှိတဲ့အလို့ရှိအေးဟုတ်တယ်မဟုတ်လားပြီးတော့အနာဂတ်မှာလည်းပဲကိုကိုတို့တွေရတော့မကောင်းတာတွေကိုလှုပ်ခွင့်ပြောခွင့်ဆိုးခွင့်အများကြီးရှိနေတယ်ပြောရရင်စိတ်ရမှားယွင်းမှုတွေတော့အတိတ်ကလည်းအားခဲ့တာအခုလည်းပဲအဲ့ဒီမှားတဲ့တတိယကြောက်ပြီလားအပြောက်သေးဘူးအနာဂတ်လည်းပဲမှားအောင်ပါပဲမတည်သေးဘူးဘဝအကြောင်းကိုမတည်သေးဘူး မတည်သေးတဲ့အခါကျတော့တော့မမောမှုတွေမကျေနပ်မှုတွေအဲအဲ့ဒါတွေကိုအခြေခံပြီးတော့နော်ကာယကမှားယွင်းမှုဝစီကမှားယွင်းမှုမနောကမှားယွင်းမှုကံသုံးမှားမှားယွင်းမှုတွေအနာဂတ်မှာဘုံဘုံတို့မှာဖြစ်လက်တတ်နေတိကျပေါက်မှားယွင်းနိုင်ခွင့်အဖြစ်နေလို့ရှိနေတယ်အဲ့ဒီဥစ္စာကိုဘုံဘုံတို့တွေကနော်တစ်ချိန်မှငါမမှားစီရဘူးအခုလည်းပဲငါမမှားစီရဘူးလို့အဲ့လိုဘုံဘုံတို့မှာလုံနိုင်တဲ့အနေအထားမရှိဘူးအဲ့တော့ကိုယ့်ရဲ့အခြေအနေမှန်ကိုသိဖို့ဆိုတာအဓိကက ဲ့ဒါကိုပြောတာလက်ဘုံတို့မှာနော်စိတ်ထဲမှာမှားယွင်းမှုတွေကိုအခြေခံပြီးတော့မမဟုတ်တာတွေကိုမဖြစ်ပေါ်စေနိုင်တဲ့အနေအထားတွေရှိသေးတယ်အဲ့ဒါလို့ဆိုရင်အဲ့ဒါတွေကဘာတွေကိုဆက်ပြီးတော့ဖြစ်စေမှာလို့ဆိုတော့ဆင်းရဲဒုက္ခတွေကိုပဲဖြစ်စေမှာပဲတော့ပြောရလို့ရှိရင်ကိုယ်ဒုက္ခနဲ့ကိုယ်ကိုမရှင်းရသေးဘူးရှုံနေတယ်ပေါ့ဟုတ်လားအဲ့ဒါဆိုရင်ငါဒါတွေကိုရှင်းအောင်လုပ်မယ် ငါကငါပူပြီးတော့အကြည့်အတွေ့ရှိအောင်လုပ်မယ်။နော်လူချင်းစရာနဲ့တွေ့ရင်လူချင်းမှုမကျင်တတ်စရာနဲ့တွေ့ရင်မကျင်တတ်မှုတို့ဒီသမျိုးကြဖြစ်နေတဲ့ကိစ္စကြီးကိုငါလျှော့ချနေအောင်နော်နေတဲ့နေအောင်ငါလုပ်မယ်ဆိုတဲ့စိတ်ကူးမျိုးရှိရမယ်နော်။ဒါတစ်ချက်ပေါ့။နောက်တစ်ချက်ကဘုံဘုံကောင်းတဲ့ပေါ်လာတာလေးတကူကတေချာဘောက်အနာကမှာရင်ဆိုင်ရမယ်တေချင်းတရား အဲ့ဒီသေခြင်းတရားရဲ့ရှင်းနာလေးမှာအများစုတွေ့ကြတဲ့နာခြင်းတရားဟုတ်လားအဲ့ဒီသေခြင်းတရားနဲ့နာခြင်းတရားအတွဲလိုက်လေဘုံဘုံမှတ်စေခြင်းဟုတ်လားဘလောက်ကံကောင်းနေပြောပြောတေဂာနီးတော့အနည်းဆုံးတော့နာကြရတာတော့အများစုကတော့မသေးခင်ကိုပဲခဏခဏနာကြရတယ်အဲ့ဒီနာခြင်းသေခြင်းနဲ့တွေ့လာလို့ရှိရင်ငါငါစိတ်ကိုချမ်းသာနိုင်တဲ့အရေးတွေရှိသလား ဒါကိုစဉ်းစားရသော်ဘုရားတော့ဟောတယ်နော်ကိုသာနာပါစေစိတ်မနာစေနဲ့လို့ဟောထားတယ်နော်အဲ့ဒါကိုငါအကြည့်ဝါကျင့်သုံးနိုင်သလားနော်ကိုနာတယ်စိတ်နာတယ်ဆိုတာဒါအလုံးနာလေနော်ယောဂဖြစ်တာကိုနာပေါ့နော်စိတ်နာတယ်ဆိုတာကဒီယောဂဖြစ်နေတဲ့အနေထားကြီးကိုပဲငါလို့ငါဥစ္စာလို့ထင်လိုက်တော့စိတ်တည်းကနော်စိုးရိမ်တာတွေငိုကြွေးတာတွေ နော်ခံရခက်တဲ့သဘောတွေဖြစ်လာတာကိုဒါစိတ်နာတယ်လို့ပြောတာအဲ့တော့ဘုန်းဘုန်းတို့မှာကိုနာတိုင်းနာတိုင်းစိတ်မနာအောင်နေတတ်တဲ့အရေးအသွေးရတယ်ပြပြဝဝမရှိသေးဘူးပြောပြောရရင်ကို့မှာလှုပ်เสียရတယ်အရေးပါတဲ့လှုပ်เสียရတယ်တို့လိုတန်းတန်းနဲ့ပေါ့နော်ဟုတ်တယ်မဟုတ်လားဒါနာခြင်းကိုယင်ဆိုင်နိုင်ဘူးဆိုတဲ့သဘောပေါ့အဲ့တို့ပဲတည်တော့မယ်ဆိုတော့ဘယ်လိုလဲပို့ပြီးတော့တောင်းယင်ဆိုင်နိုင်သေးတယ်ဘာလို့လဲတော့ဘဝရဲ့ပုံမှာ အလုံးမကိုပဲမမောတဲ့တွေ့တာတဲ့သဘောကကြီးကြီးမားမားရှိနေအခုလို့ရှိနေတာတော့ဒီဘဝရဲ့သဘောဘဝရဲ့ဖြစ်စဉ်ဟာဘလို့လို့ဘုမလို့မှမှတ်မှန်ကန်ကမသိသေးဘူးတစ္ဆာလေးပါးကိုပြိဝေဒဆိုင်အောင်မသိသေးဘူးမသိတဲ့အခါကျတော့ပြောရရင်ဘဝကိုကောင်းထင်တယ်ပေါ့ဘဝကိုကောင်းထင်တဲ့အခါကျတော့ဘဝပေါ်မှာမမောတဲ့သဘောတွေဟာကြီးကြီးမားမားရှိ诶ကိုဘဝကိုတင်မဟုတ်ဘူးတခြားသူတွေရဲ့ဘဝကိုပါမမောထားတာရှိတယ် ငါတို့လှုပ်ထားတဲ့ငါ့ဥစ္စာတို့လှုပ်ထားတဲ့အရာတွေရဲ့ပုံမှာအကြီးအကျယ်မဲ့မုန်းမှုတွေဘုံဘုံတို့မှာရှိနေတယ်။အဲ့ဒါတည်ခြင်းတရားနဲ့တွေ့ပြီဆိုရင်ဘာဖြစ်လို့အဆင်မပြေတာတို့ဘာဖြစ်လို့ကြောက်ကြတာတို့ဆိုတော့အဲ့ဒီကိုမဲ့မောဆွဲလန်းထားတဲ့အရာတွေနဲ့အပီးတိုင်းပွဲကြရမှာဆိုတော့ဘလို့လုတ်ပြီးတော့ဒီလိုဟာစိတ်ချမ်းသာနိုင်တော့ဒါရိုးရိုးလေးတွေးကြည့်တာတချို့ကဒီမှာမကြောက်ပါဘူးဒီတနေ့မွေးတနေ့မသေးတာဖြက်ကနေပြီးသွားတာပဲလွယ်လွယ်လေးပြောရတာဟုတ်လားအများစုက ငါတို့တေတော့မှနဲ့တူတယ်လို့တိပြီးမှပဲတေကြတာများတယ်။အဲ့ဒီတိတဲ့အချိန်မှာအများစုကတော့ပုံကြသွားကြတာပဲများပါလေ။ဟုတ်လား။ဒါကြောင့်ဒီချိန်မှာခပ်ပေါ်ပေါ်တေခြင်းတရားကိုရင်ဆိုင်နိုင်ပါတယ်လို့ကိုယ့်ကိုယ်ကိုအထင်ရောက်နေတဲ့ပုံကိုယ်တွေကိုနည်းနည်းပြောခြင်းနေပေါ့နော်။အဲ့ဒါဘုမောကဘယ်လိုလေးပြောတဲ့နော်အလေးအထားရှိတယ်ဆိုတော့ကိုယ်စကားလေးကိုမှတ်ရတယ်ပေါ့။အင်းတေခြင်းတရားကိုမကြောက်သလားကြောက်သလားဆိုတာကိုသိခြင်းအင်း ကိုမှရှိတဲ့စီးတဲ့ဥစ္စာတွေဟာတဝက်လောက်အလကားဆုံးရှုံးကြည့်တမ်းမှာစိတ်နဲ့စိတ်ဘလို့နေမလဲကျင်းတတ်မလားမကျင်းတတ်ဘူးလားဘယ်ကျင်းတတ်မလို့ငိုကြမယ်ပေါ့နော်ချိုးချိုးရင်စီးတဲ့လေးပျက်စီးသွားတယ်ဘလို့တော့ငိုမယ်ပေါ့ကိုင်ကိုချင်းရတဲ့ကိုယ့်အရင်ကလူတွေသေးကြည်စမ်းမှာပျက်စီးကြည်စမ်းမှာဘလို့နေမလို့စိတ်ရှင်းရဲမယ်ပေါ့ဆက်ပြီးတော့စဉ်းစားကြည့်သေးတယ် အဲ့ဒီတတိတ္တသေးသားနဲ့တစုံတယောက်နဲ့ကိုနဲ့ခွဲရတာတောင်ကိုယ်စိတ်ထဲမှာအကြီးအကျယ်တုံလုံးချောက်ချားနေသေးတယ်ဆိုရင်ကိုယ်တည်တဲ့အချိန်မှာအားလုံးနဲ့ကိုယ်နဲ့ခွဲရလိမ့်မယ်အဖြေဘလို့ထွက်မယ်ထင်တယ်အကြီးအကျယ်တုံလုံးချောက်ချားလိမ့်မယ်ဟုတ်လားဒါကြောင့်တတိတ္တသေးသားလေးကိုတောင်စွန့်လွတ်ဖို့ခွဲခွာဖို့ခက်ခဲနေတဲ့လူတွေအနေနဲ့အားလုံးကိုထားခဲ့ရတော့မယ်ဆိုတဲ့အနေအထားမျိုးမှာတရားသာမရှိဘူးဆိုရင်ဘလို့မှအဆင်ပြေကြမရှိဘူး ဟုတ်တယ်မဟုတ်လားတော့ဒါဘာတွေပြောနေတာလဲဘုံဘောကသူများအကြောင်းကိုစဉ်းစားရင်အကုသိုလ်ဖြစ်တယ်စိတ်တည်ဆင်းရဲရတယ်ပူလောရတယ်ပင်မရတယ်ဒီထိလူတွေကနားလေတယ်သိတယ်လက်လက်ခံဒါပေမဲ့စိတ်ထဲကိုသူများအကြောင်းကလည်းပဲမရောက်ဘူးလားဆိုတော့လေရောက်တာအဲ့လို့ဆိုရင်သူများအကြောင်းကိုမရောက်အောင်ဘယ်လိုဖယ်ထုတ်မလို့နီလာကဘာလဲခုဒီမှာရိုးရိုးလေးကိုယ်အကြောင်းကိုပဲစဉ်းစားအဲ့တော့ကိုယ်အကြောင်းကိုကလည်းစဉ်းစားတတ်ဖို့လိုတယ် ပြီးပြီးပြင်းပြင်းလေးလေးနဲ့နဲ့မစဉ်းစားတဲ့ခါကျတော့ကိုเจ้าကိုစဉ်းစားကိုယ့်ကိုအဟုတ်ကြီးထင်တဲ့တူရယ်ရှိနေတာပဲဟုတ်လားကိုယ့်ကိုဟုတ်တယ်ထင်နေတာဟုတ်လားအခုဘုံဘုံပြောတာလေးတွေကဘာမှလက်မခံနိုင်ကြာမရှိဘူးเนาะနောက်အတိတ်ကပြုခဲ့တဲ့အကုသို့ကံတွေဒါတော့ဒါတော့မမြင်နိုင်လို့သို့တော့ယေရှုဘုရားဟောတဲ့ဒေသနာတွေကိုခြေခံပြီးတော့ဒါကိုပြီးနိုင်တယ်